အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ညာခင်အချိန်အခါသတင်းကြေညာရမယ်အခါသမယကိုရောက်ရှိလို့လာပြီးပဲဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူပေါင်းကိုတော်လိုက်ညာချမ်းပါလို့နှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစတင်တင်ဆက်ပေးတော့မှာပါအဲ့တော့ကျွန်တော်ကတော့အခါတိုင်းလိုပဲဝေယံပဲဖြစ်ပါတယ်ဒီကနေ့ညမှာတွေ့ရတဲ့သတင်းတွေထဲမှာဆိုရင်ကျွန်တော်တို့ရခိုင်ပြည်နယ်ကစစ်ရေးသတင်းတစ်ပုဒ်ကိုစပြီးတော့ပြောပြချင်ပါတယ်ဒါကတော့ ာရခတတ်တော်အေအေကရခိုင်ပြည်နယ်ထဲမှာတိမ့်ပိုက်ဖို့ကြံရှိနေတဲ့မြို့သုံးမြို့တဲကကြောက်ဖြူမြို့နယ်မှာပါကြောက်ဖြူမြို့နယ်မှာပါဒီရက်မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးဒီကနေ့မှာလည်းကြောက်ဖြူမှာစစ်ရှုံးကောင်စီတပ်ရဲ့ကာကင်းစခန်းတွေအသိမ်းခံရပြီးတက်ပြတ်ပြီးတော့စစ်ရှုံးကောင်စီဘက်ကထွက်ပြေးမှုတွေရှိနေတယ်လို့သိရပါတယ်ဒီသတင်းကိုလည်းနားဆင်ရမှာပါနောက်ထပ်သတင်းကတော့ကျွန်တော်တို့စိတ်မကောင်းစရာပါမိခင်နဲ့အတူဆိုင်ကယ်စီးလာတဲ့၅နှစ်ကလေးကိုအမျိုးသား၂ဦးက တနတ်ထောက်လူရက်ပြီးတော့ဖမ်းခေါ်သွားတယ်ဆိုတဲ့သတင်းမှာနောက်ထပ်စစ်မြေပြင်မှာကိုလက်အင်ကစွန့်လွတ်ခဲ့ရတဲ့ KIA ရဲဘော်ဇုံတွေတွေကို KIO ကမင်္ဂလာပွဲကျင်းပပေးတဲ့သတင်းမှာဒီသတင်းကတော့အတော့ကိုကြည်လူစရာကောင်းတဲ့သတင်းမှာကာရှမီးယားနယ်သက်မှာတော့အိန္ဒိယနဲ့ပါကစ္စတန်တပ်ဖွဲ့တွေညာလုံးပေါက်တိုက်ခိုက်မှုတွေဖြစ်ပွားတယ်လို့သိရပါတယ်အဲ့တော့အိန္ဒိယနဲ့ပါကစ္စတန်စစ်ရေးချင်းတွေကလည်းပို့ပြီးတော့တင်းတင်းမာမာဖြစ်လာတဲ့အနေထားပါသတင်းပြည့်စုံကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးပါမယ်ခင်ဗျာ ပထမဆုံးသတင်းတပုတ်အနေနဲ့စစ်ရှုံးကောင်စီနဲ့အာရခတပ်တော် A တို့ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရှုံးကောင်စီတပ်ရဲ့ကာကင်းချို့သိမ်းဆီးခံထားရတယ်လို့သိရပါတယ်။ A ဟာကြောက်ဖြူမြို့နယ်လက်ကမော်ကျေးရွာမှာရှိတဲ့စစ်ရှုံးကောင်စီရဲ့ကာကင်းစခန်းကိုပြီးခဲ့တဲ့မေလ၁ရက်နေ့ကလေးကသိမ်းယူခဲ့ပြီးတဲ့နောက်မင်းတပ်တောင်ကစစ်ရှုံးကောင်စီတပ်တွေစစ်ကြောင်းထိုးထွက်လာတဲ့အတွက်ထပ်မံပိတ်ဆို့တိုက်ခိုက်ရမှာစစ်ရှုံးကောင်စီကစစ်ကြောင်းလိုက်တက်ပြန်စုပ်ပြေးရကြောင်း စည်ရေးသတင်းမြင့်ထံကနေကျွန်တော်တို့သိရပါတယ်ခင်ဗျာကျောက်ဖြူရံပြေကားလမ်းပေါ်ကမင်းတက်တော်အထိုင်စခန်းမှာတိုက်ပွဲပြင်းထန်နေတဲ့6ရက်နှစ်မှာစစ်တပ်ကဒရုန်းနဲ့ဘုံကျဲလို့အချို့နဲ့အပြုတ်တောင်မိလောင်တာတွေရှိတယ်လို့ကျောက်ဖြူဒေသခံကလည်းစည်ရေးအခြေအနေကိုပြောပြပါတယ်ခင်ဗျာအဲ့တော့စစ်ရုံးကောင်စီရဲ့ရက်တရင်30နှစ်အနီးဝန်းကျင်ကိုလည်းအေအေကပိတ်ဆို့စောင့်ကြည့်မှုတွေပြုလုပ်ထားပြီးစစ်ရုံးကောင်စီဟာဂုံးချွင်တိုက်နယ်အတွင်းကိုမကြာခဏ စစ်ကြောင်းထုတ်နေကြောင်းဒေသခံတွေထံကနေသိရပါတယ်။အကြမ်းဖက်စစ်ရှုံးကောင်စီရဲ့ရဲတပ်ကနေပြီးတော့ရဲတပ်ရဲ့အနည်းနဲ့လက်ခမော်မင်းတပ်တောင်ဝန်ကြီးကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်နေပြီးဒရုန်းတွေနဲ့ပါဘုံကျဲတိုက်ခတ်လျက်ရှိနေပါတယ်ခင်ဗျာ။အဲစစ်ရှုံးကောင်စီကသူ့ရဲ့တပ်ဖွဲ့ခေါင်းဆောင်ကြီးမာလာပြပခီးစဉ်မတိုင်ခင်အပြစ်ခတ်ရဲစဲကြီးဟန်ပြတတ်တန်းတိုးသွားပြီမဲ့လက်နက်ကြီးပြစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစီရင်တင်းမာတဲ့နေပြည်တော်မှာ တ်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်ရခိုင်ပါဝင်ကရင်ဂရင်းဒီစကိုင်းမကွေးမန္တလေးဒီကနေ့ဆိုရင်လည်းကျွန်တော်တို့မန္တလေးအဲမန္တလေးကရေထွက်ရွာကိုထပ်ပြီးတော့ဘုံကြီးတဲ့ဖြစ်စဉ်ကျွန်တော်တို့မနေ့ကသတင်းထဲမှာပါဝင်ပါတယ်တီတူဆယ်ဦးထီတော်ထိခိုက်ဒဏ်ရာရရှိပါတယ်အပြလ16ရက်နေ့မှာဒီရွာကိုပဲအကြမ်းဖက်ဆက်ရှုံးပေါင်စီကဘုံကျဲလို့ကလင်းငယ်တွေကိုဝင်ဆောင်မိခင်တွေအမျိုးသမီးတွေတက်ကြီးရွယ်တွေအပါအဝင်30နီးပါးတည်ဆုံးခဲ့ရတဲ့ရေထွက်ရွာကိုထပ်ပြီးတော့ဘုံကျဲတာဖြစ်ပါတယ် ဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းကသတင်းမှာစကိုင်းတိုင်းမုံရွာမြို့မှာမိခင်နဲ့အတူဆိုင်ငယ်စီးလာတဲ့အသက်၅နှစ်ကလေးကိုဆိုင်ငယ်စီးအမျိုးသားနှစ်ဦးကတနက်ထောက်ပြီးတော့လူရက်ခေါ်ဆောင်သွားခဲ့တယ်လို့ဒေသခံတွေထားကနေသိရပါပါတယ်ခင်ဗျာဖန်စီခံရတဲ့သူကတော့အောင်ချမ်းသာရောက်ကွမှာနေတဲ့အသက်၅နှစ်အရွယ်မောင်ချစ်ဆန်ဟင်းဖြစ်ပြီးဈေးဝယ်သွားတဲ့မိခင်နဲ့အတူဆိုင်ငယ်နောက်ကပါလာတဲ့ချိန်ဒီနေ့မေလ၈ရက်နေ့မနက်၉နာရီခွဲလောက်က အဲ့ဒီရက်ကွက်မှာရှိတဲ့ချမ်းမြရန်အောင်ဘုံကြီးကျောင်းအနီးမှာတနက်ထောက်ပြီးတော့ဖန်စီခံရတယ်လို့ဆိုပါတယ်ခင်ဗျာဒေါက်တော်လေးကိုပြည်သူဘဝတွေကလုံခြုံမှုမရှိတော့ပါဘူးလုံခြုံမှုကိမဲ့နေပါပြီအသက်၅နှစ်အရွယ်ကလေးနဲ့မိခင်ကခုလိုမျိုးဖန်စီခေါ်ဆောင်သွားခံရတယ်ဆိုတာဒေါက်တော်ကိုစိတ်မကောင်းစရာကောင်းတဲ့သတင်းကြောင်းရပါဒါတော်မှအကျန်းဖက်စစ်ရှုံးကောင်စီတက်ရဲ့ဘက်ဘက်ကြီးခေါင်းဆောင်ကြီးမအားလာက ပြည်သူတွေဘဝလုံခြုံမှုရှိတယ်ပြည်တွင်းမှာအလုပ်လုပ်ကြကြဖို့ပြည်တွင်းမှာနေထိုင်ကြဖို့အချက်မရှိပြောဆိုနေဆဲပါအဲ့တော့ဖြစ်စဉ်ကတော့ကလေးကနောက်ကနေသူ့မိခါကိုဖတ်လိုက်လာတာဒီဆိုင်ငယ်နဲ့လာတဲ့အချိန်မှာပေါ့အဲ့တော့နောက်ထပ်125လို့ခေါ်တဲ့ဆိုင်ငယ်နဲ့လူနှစ်ယောက်ရောက်လာပြီးနောက်ကကလေးကိုအတင်းလူပြီးတော့ခေါ်သွားတာဆိုင်ငယ်စည်းနေရင်းကိုလူဖန်တာတနတ်တုံနဲ့ကလေးခါကိုထောက်ပြီးတော့ခေါ်သွားတယ်လို့မိသားစုနဲ့နေဆက်သူမုံရွာမြို့ခံအမျိုးသမီးတူဦးက ပြောပြလာပါတယ်ခင်ဗျာအဲ့တော့ဘန်းစီခေါ်ဆောင်သွားသူတွေကအသက်25နှစ်ဝန်းကျင်အမည်မသိအမျိုးသားနှစ်ဦးဖြစ်ပြီးကလေးကိုခေါ်ဆောင်သွားချိန်မှာမိခင်ဖြစ်သူကဆိုင်ငယ်နဲ့နောက်ကလိုက်ခဲ့ပြီးမှမပြီးတော့ကြောင်းသူကဆက်ပြီးတော့ပြောပါတယ်ခင်ဗျာငါးနှစ်ကလေးနဲ့သူတို့ခေါ်ဆောင်သွားသူတွေကိုမိဘနဲ့ရက်ွက်နေသူတွေကဝိုင်းဝန်းရှာဖွေကြပေမဲ့ဒီကနေ့ညနေပိုင်းအထိရှာမတွေ့သေးဘူးလို့သိရပါတယ်ခင်ဗျာအဲ့တော့မုံရောင်မြို့မှာပစ္စည်းလူရတာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ငွေကြေးချမ်းသာသူတွေဖန်ဆီးပြန်မေးဆွဲ ငွေတောင်းခံရတာတွေမကြာခဏဖြစ်ပွားနေပြီးငွေမပေးနိုင်ရင်အသက်အန္တရာယ်ထိချင်းချောက်ခံရတာတွေငင်းဆိုင်နေရပေမဲ့အခုလိုကလေးငယ်ကိုလူရဖမ်းဆီးတာဟာပထမဦးဆုံးဖြစ်တယ်လို့မြို့ကန်တွေကပြောပါတယ်ခင်ဗျာအများဆုံးကလေးငယ်လေးဘီကင်းကင်းနဲ့ပြန်ရှာတွေ့နိုင်မှုစုမကောင်းတောင်းပါတယ်အဲ့တော့ကျွန်တော်ဒီနောက်မှာရုပ်ပုံထဲမှာတွေ့ရတဲ့ကလေးငယ်လေးပါငါးနှစ်အရွယ်ကလေးငယ်လေးပါနောက်ထပ်သတင်းတမုတ်ကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်နောက်သတင်းကတော့ကျွန်တော်တို့အတော်လေးကိုကြည်နူးစရာကောင်းတဲ့ တရင်ကောင်းတစ်ပုတ်ဖြစ်ပါတယ်ဒီတရင်ကတော့အညမဲ့ဆေရှုံးကောင်းစီကိုတိုက်ခိုက်ရင်းရှည်တန်းရှစ်မြေပြင်နေမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးကိုလက်အင်ကစွန့်လွတ်ပေးသက်ခဲ့ရတဲ့ကချင်လွတ်လိုက်တဲ့မလို့ KIA ရဲဘော်၃ဦးရဲ့မင်္ဂလာပွဲကိုစူပေါင်းပြီးအခမ်းအနားကျင်းပခဲ့တယ်လို့ KIO KIA တရင်ပြိုင်ကြားရေးကဖော်ပြလာတာဖြစ်ပါတယ်ခင်ဗျာအင်မတန်မှကြည်နူးစရာကောင်းတဲ့ရုပ်ပုံစုံနဲ့ပုံလေးတွေဖြစ်ပါတယ်အဲ့ဒီမင်္ဂလာခမ်းနားကို KIO KIA ဌာနချုပ်လိုင်စာမြို့ဤ စွန့်မောင်အောင်ကြေးရွာမှာမေလ9ရက်နေ့ကကျင်းပခဲ့တာဖြစ်ကြောင်း KOKN ရဲ့ကချင်ဘာသာနဲ့သတင်းဖော်ပြချက်မှာအတည်ပြုထားပါတယ်ခင်ဗျာမင်္ဂလာပွဲခမ်းနားကို KOKN အစိုးရရဲ့မတန်ဆန်းကူညီစောင့်ရှောက်ရေးကော်မတီကတာဝန်ယူကျင်းပပေးတာဖြစ်ကြောင်းသတင်းအမြင့်တအူကရှုမြင်ပါတယ်ခင်ဗျာအခုလောလောဆယ်မိနစ်ကဇုံတွဲ၃လွဲပါမိနစ်ကသတင်းဖော်ပြချက်မှာကချင်လိုရေးထားတဲ့အထက်မှာပြီးခဲ့တဲ့2023ခုနှစ်မှာလေဒီလိုရှေ့တန်းအစ်မြေပြင်မှာကိုလက်အင်ကပြည့်စက်သွားရတဲ့ရဲဘော်6တွဲကို ကျန်းဦးဘက်ကတာဝန်ယူပြီးမှမင်္ဂလာဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းသူကရေးသားဖော်ပြထားပါတယ်ခင်ဗျာအဲ့တော့အခုလိုမျိုးအာနာရှင်စစ်ရှုံးကောင်စီကိုတိုက်ထုတ်တဲ့နေရာမှာခြေတန်းစစ်မြင်တဲ့ပြည်မှာရွရွချွွချွတိုက်ပွဲဝင်ရင်းနဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတချို့ပေးလူသွားတဲ့ရဲဘော်တွေကိုအိမ်အောင်ပြုတ်ရဲတဲ့အိမ်အောင်ပြုတ်ကိုဆုံးဖြတ်ချက်ချရဲတဲ့ဒီလိုကချင်မျိုးချစ်အမျိုးသမီးတွေကိုတော့ပြည်သူလူထုအများစုကကျေးဇူးတင်ကြောင်းချီးမွမ်းစကားတွေအပတ်ပတ်ကနေပြောဆိုနေကြောင်းသိရှိရပါတယ်ခင်ဗျာ ဒါလည်းအင်မတန်မှလေးစားဖို့ကောင်းတဲ့စိတ်ဓာတ်တွေပါအခုလိုခန္ဓာကိုယ်အစိပ်ပိုင်းမတန်ဆန်းတဲ့တိုင်းပြည်တွေပြဆက်ခဲ့တဲ့ရဲဘော်နဲ့အိမ်တော်ပြုတ်ဖို့ဆုံးဖြတ်ရတဲ့အမျိုးသမီးတွေကိုကျွန်တော်တို့လည်းလေးစားပါတယ်ကျေးဇူးတင်အတိမတ်ပြုပါတယ်လို့ကချင်စည်ရေးနိုင်ငံရေးလေးလာသူဦးစိုးဆန်းကပြောပါတယ်ခင်ဗျာဆက်လက်ပြီးလည်းဒန်ရရရဲဘော်မိသားစုတွေရဲ့အနာဂတ်စားဝတ်နေရေးစီးပွားရေးကလေးတွေရဲ့ပညာရေးတွေကိုလည်းကရင်ကိုအစိုးရကတိတိကျကျနဲ့ကူညီပေးစေလိုကြောင်းသူကတိုက်တွန်းပါတယ်ခင်ဗျာ အရင်တော့ကလည်း KIO အနေနဲ့ KIA တပ်ဖွဲ့ဝင်တွေရဲ့ဇုံတွဲတွေကိုစုပေါင်းပြီးတော့မင်္ဂလာပွဲခမ်းနားတွေကျင်းပခဲ့တဲ့ဖြစ်စဉ်တွေပြုလုပ်ပေးခဲ့တဲ့ဖြစ်စဉ်တွေများစွာရှိခဲ့ပါတယ်ခင်ဗျာအဲ့တော့ဒီကချင်အမျိုးသမီးရဲမေတွေကိုတော့ရဲမေတွေလိုပဲတုံးတုံးထုံးပါတယ်ရက်သားရက်သူတွေလည်းပါဝင်ပါတယ်ဒီကချင်အမျိုးသမီးတွေကိုတော့တော်တော်လေးကိုချင်းမွန်ထိုက်ပါတယ်ဂုံလေဂုံပြုတ်ပါတယ်လေးလေးလေးစားပါတယ်ခင်ဗျာဘာကြောင့်လဲဆိုလို့ရှိရင်တိုင်းပြည်အတွက်အသက်နဲ့ခံတာပြည့်စုံရင် ကိုလိုက်အင်္ကာတွေဆုံးရှုံးခဲ့ရတဲ့ရဲဘော်တွေအတွက်ဘဝတစ်ချောင်းလုံးလက်တွဲသွားပြီးချက်ချင်းမြတ်တာတွေတာဝန်ယူမှုတွေနဲ့အတူမိသားစုဘဝတွေတည်ဆောက်ရဲကြတာကအင်မတန်မှတကယ်ကိုလင်းစားအပ်တဲ့အမျိုးသမီးတွေဖြစ်ကြောင်းဒီသတင်းနဲ့အတူကျွန်တော်ဖော်ပြလိုက်ရပါတယ်ခင်ဗျာနောက်သတင်းကတော့အိန္ဒိယနဲ့ပါကစ္စတန်ရဲ့စစ်ရေးအခြေအနေပါအဲ့တော့အရင်ရက်ကဒီအိန္ဒိယဘက်ကနေပါကစ္စတန်ကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေ ပြုတ်လို့တယ်အဲ့ဒီနောက်ပိုင်းမှာတိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေပြင်းထန်နေတယ်ဆိုတဲ့အကြောင်းအရာကိုတွေ့ရပါတယ်ဒီသတင်းချက်လက်ပြည့်စုံကိုဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်ခင်ဗျာအိန္ဒိယနဲ့ပါကစ္စတန်တို့ကိုပိုင်းခြားထားတဲ့ကက်ရှမီးယားနယ်စပ်မှာနိုင်ငံတပ်ဖွဲ့ဝင်တွေဟာလက်နက်ငယ်တွေအမြောက်တွေနဲ့ညာလုံးပေါက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့အိန္ဒိယစစ်တပ်ကဒီကနေ့မှထုတ်ပြန်လာပါတယ်ခင်ဗျာဂျမ္မူးနဲ့ကက်ရှမီးယားမှာရှိတဲ့ကဝါယာဘာယာမူလာရူရီနဲ့အန်နူဒေတာတွေကနယ်စပ်ထိန်းချုပ်မြင်းတလျှောက် ဖြတ်ပြီးတော့ပါကစ္စတန်ဘက်ကလက်နက်ငယ်တွေအမြောက်တွေနဲ့ညာလုံးပေါက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တယ်လို့ပြောပါတယ်အဲ့တော့အရင်နေ့တွေကအိန္ဒိယရဲ့တိုက်ခိုက်မှုကိုပါကစ္စတန်ကလက်တုံပြန်မယ်ဆိုပြီးတော့ကြုံရထတာလည်းရှိပါတယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနိုင်ငံခြားနေဆက်တစ်လျှောက်မှာပြီးခဲ့တဲ့ရက်တွေကတော့ပြစ်ခတ်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီးမနေ့ကတော့ပါကစ္စတန်နဲ့ကရှမီးယားဒေသပြစ်မှတ်တွေကိုအိန္ဒိယကဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အငင်းပွားပွဲကရှမီးယားဒေသအိန္ဒိယထိန်းချုပ်တဲ့အချိန်မှာခီးသွား26ရောက်တည်ဆုံးခဲ့တဲ့ စစ်သွေးကြွတိုက်ခိုက်မှုကိုပါကစ္စတန်ကကြောထောက်နောက်ခံပြုတယ်လို့ဆွဆွဲထားပြီးဒီတိုက်ခိုက်မှုတွေနောက်နှစ်ပတ်ကြာမှာပါကစ္စတန်မှာရှိတဲ့စစ်သွေးကြွပြမ6ခုကိုတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့အိန္ဒိယဘက်ကထုတ်ပြန်ပြောဆိုထားပါတယ်။အိန္ဒိယရဲ့တိုက်ခိုက်မှုအတွင်းမှာနေဆက်တလျှောက်မှာအရသာ31ယောက်သေဆုံးခဲ့ပြီးပါကစ္စတန်ရဲ့ပြစ်ခတ်မှုကြောင့်အိန္ဒိယဘက်မှာလူ12ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားကြပါတယ်ခင်ဗျာ။အဲ့တော့နှစ်နိုင်ငံအကြားတင်းမာမှုတွေရောချပြီးထိမ့်နေသိမ့်နေလှုပ်ဆောင်မှုတွေကမ္ဘာကောင်းဆောင်တွေကလည်း တိုက်တွန်းပြောဆိုထားကြပါတယ်။ကက်ရှမီးယားဒေသကိုပိုင်ဆိုင်တယ်လို့အိန္ဒိယနဲ့ပါကစ္စတန်တို့ကအခိုင်အမာဆိုထားကြပြီးဒီဒေသအရေးအကြောင်းစစ်ခင်းခဲ့ကြမှုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့လက်ရှိတင်းမာမှုတွေပြည်လဲစေလေပြည်လဲစေလိုတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျာ။ဒါကတော့အိန္ဒိယနဲ့ပါကစ္စတန်ရဲ့နောက်ဆုံးသိရတဲ့သတင်း update ဖြစ်ပါတယ်။ဒီကနေ့ညပိုင်းရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးရမယ့်အချိန်ကိုရောက်ရှိလာပါပြီ။ဘကိုးတိုင်းနဲ့မွန်ပြည်နယ်ဆက်ရွှေကျင်မြို့နယ် ။ညောင်ခြေောက်ရွာမှာတည်ရှိတဲ့ဆက်ရှုံးကောင်စီတပ်ရဲ့အမှတ်968ချင်းမြန်တရင်ကိုကင်မျိုးသားစစ်ရုံး KNU နဲ့ပူးပေါင်းတပ်တွေကဒီနေ့မေလ10ရက်နေ့မနက်ပိုင်းမှာထိုးစစ်ဆင်နေလို့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံစစ်ရေးသတင်းမြစ်တချို့ကပြောပါတယ်ခင်ဗျာ။အဲတော့ခရင်ဘက်မှာလည်းတိတိတသားလေးကိုဒီရက်ပိုင်းမှာထိုးစစ်တွေတိုက်ပွဲပြင်းထန်မှုတွေရှိလာပါတယ်။စစ်ရုံးကောင်စီတပ်ဘက်ကလည်းဒီနေ့မနက်2နာရီဝန်းကျင်ကစပြီးမနက်ပိုင်းအချိန်ထိလေရင်နဲ့ဇက်တိုက်ဘုံကျဲတိုက်ခိုက်နေတယ်လို့လည်းနှိစက်ရဒေသခံတချို့က ြောဆိုပါတယ်ကိုစိတ်ရွာကခမရ9ကို8ရဲ့တောင်ချင်မှာတရှိတာပါရွာနာမှာကခမရ9ကို8 440နဲ့989ဆိုပြီးတက်သုံးတက်ရှိပါတယ်ဧပြီ23ရက်နေ့တုန်းကလည်းဒီ440ကို drone နဲ့ဇက်တိုက်ဘုံချတာနဲ့ကျွန်တော်တို့ဒေသခံတွေအဲ့ဒီကလေးကရှောင်တိတ်နေကြရတာဘာလို့ကိုစိတ်ရွာသားတို့ကလည်းစည်ရဲအချိန်လေးနဲ့သူတို့ရဲ့ကြုံတွေ့နေရတဲ့အချိန်တွေကိုပြောဆိုပါတယ်ခင်ဗျာအဲကိုစိတ်ပြင်းတရဲသမိန်ညောင်ချောက်စတဲ့စစ်တောင်းမြစ်ဘေးမှာတည်ရှိတဲ့ကျေးရွာ9ရွာထက်မင်းက ေသခံတွေကိုအဲဒေသခံတွေကဒီဘေးလွယာမှာစစ်ပြေးရှောင်နေရတယ်လို့သိရပါတယ်။ကန်နူပြောရေးဆိုခွင့်ရှိသူတို့ဖြစ်တဲ့ဘလို့ဆော့တန်နီကတော့ရွှေကျင်တိုက်ပွဲအပါဝင်ထမ်းမြန်မာနယ်သက်ကတိုက်ပွဲတွေနဲ့ပတ်သက်တဲ့စီးရဲစစ်ရာတွေအကြောင်းမှတ်ချက်ပေးဖို့မရှိသေးဘူးလို့ UC သတင်းဌာနကတုံ့ပြန်ပြောဆိုထားတာတွေ့ရပါတယ်။စစ်ချုံးပေါင်းဒီဘက်ကလည်းရွှေကျင်တိုက်ပွဲအကြောင်းဒီကနေ့နေ့လည်းတနအိဝန်းကျင်အထိထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူးခင်ဗျာ။ဒါကတော့ခရင်ထမ်းမြန်မာနယ်သက် ကရင်တလင်တန်လွင်မြစ်နဘေးမှာရှိတဲ့ကရင်နဲ့ဒီတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေမဟာမိတ်တပ်ဖွဲ့တွေနဲ့ဒီမဟာမိတ်တပ်ဖွဲ့တွေနဲ့ကရင်တွေကတစ်ဖက်အကြမ်းဖက်ဆစ်ရှုံးကောင်စီကတစ်ဖက်ထိုးစစ်တွေအပြန်လန်တိုက်ပွဲတွေကဒီရက်ပိုင်းအတွင်းမှာပြင်းပြင်းထန်ထန်လေးကိုဖြစ်ပွားလာတာဖြစ်ပါတယ်ကရင်တို့ကလည်းအရင်ရက်ကကျုံ့ဝထားတာရှိပါတယ်ဒါကတော့ကျွန်တော်တို့တမိုင်းတစ်လျှောက်မှာဌာနချုပ်လုပ်ခဲ့မှုတဲ့အင်းစိန်မှာ 2022ခုနှစ်ရောက်ရင်ပြန်ပြီးတော့ဌာနချုပ်ဖြစ်နေတည်ရှိနိုင်အောင် ပြန်ပြီးတော့တည်ဆောက်နိုင်အောင်ကြိုးစားမယ်ဆိုပြီးတော့ KNDO တက်မှုတွေကိုမှာကြားထားကြအောင်အမိန့်ပေးထားကြအောင်ကျွန်တော်တို့ရင်ရက်ကပဲသတင်းတွေထွက်လာတာဖြစ်ပါတယ်ဒီသတင်းကအတိဖြစ်တယ်ဆိုတာကိုလည်း KNDO ဘက်ကထုတ်ပြန်ချက်တွေကအတိပြုပြောဆိုထားတာကိုတွေ့ရပါတယ် KNDO ဆိုတာကတော့ဒီ KNU ရဲ့လက်နက်ကိုင်တပ်ဖွဲ့နှစ်ခုဖြစ်တဲ့ KNL နဲ့ KNDO နှစ်ခုတည်းကတစ်ခုဖြစ်ပါတယ်ဒါကတော့ KNL ပေါ်ပေါက်ခင်ဟုတ်အရင်ကလေးကတမိုင်းတလျှောက်မှာတိုက်ပွဲအတွေ့အကြုံများစွာနဲ့ပေါ်ပေါက်ခဲ့တဲ့ KND ကိုတက်ဖွဲ့ဖြစ်ပါလေကျွန်တော်တို့တွေဒီကနေ့ညမှာတွေ့ရတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေကိုစူးစစ်ပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီသတင်းတွေထဲမှာဆိုရင်ဒီကနေ့တူးခြားတဲ့မနက်စောပိုင်းကလေးကဂျမ်မတ်စစ်ရှုံးကောင်စီတက်ဖွဲ့ခေါင်းဆောင်ပိုင်းတွေမိသားစုတွေဒီရုရှားနိုင်ငံကိုရောက်ရှိတဲ့အချိန်မှာယူကရိန်းကနေပြီးတော့ဒါဝိပစ်ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေနောက်တစ်ခါအသိရထားတယ်ဆိုပြီးတော့ကြွေးကြော်ထားတယ်ကြေညာထားတယ်ဂျမ်ဘတ်စရှုံးကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မန္တလေးတိုင်းထဲမှာရှိတဲ့ဒေသခံစစ်ပေးဆောင်ပြည်သူတွေထိခိုက်ဆဲဦးဝင်းကြီးထိခိုက်ရတဲ့သတင်းတွေအဒီနေ့ညမှာဆိုရင်လည်းရခိုင် AA ကတိမ့်မှုရခိုင်ပြည်နယ်မှာ AA ကတိမ့်မှုကြံနေတဲ့မြို့သုံးမြို့တဲကကြောက်ဖြူမြို့နယ်မှာရှိတဲ့ကာကင်းစခန်းတွေကို AA ဘက်ကနေပြီးတော့ထိုးစစ်ဆင်တိမ့်ပိုက်နေပြီးစစ်ရှုံးကောင်စီကတော့ ကျွန်တော်စစ်ကြောင်းလိုက်စစ်ကြောင်းတွေပြက်ပြီးတော့ပြန်လဲဆုတ်ခွာထွက်ပြေးရတယ်ဆိုတဲ့သတင်းတွေကိုဒီကနေ့မှစူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့လာရောက်ကြည့်ရှုနားဆင်ပေးကြတဲ့ပြည်သူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ကြောင်းပြောလိုပါတယ်။ပြည်သူအားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာပြီးဆက်အနာရှင်စနစ်ဆိုးလက်အောက်ကနေအများဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။ထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့ဒီနောက်ရက်မှာပြန်လည်ဆုံတွေ့ပါမယ်။ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီး မင်းကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။